ဟုတ်ကဲ့ဒါကျွန်တော်တို့ထုံစမ်းတဲ့ကျွန်တော်တို့ဒါအတန်းလိုက်ဖြစ်အောင်ပေါ့နော်ထုံစမ်းရတာအစစ်ချတာလားပေါ့အဲ့တော့ဒီကောင်ကပဲကြလဲချိန်လို့ရတယ်အဲမောင်းရတာလဲမြန်တယ်အဲ့တော့ကျွန်တော်ဒါထုံစမ်းနေအတန်းလိုက်ဖြစ်အောင်ဒေါ်လာခုံရဲ့နောက်မှာကျွန်တော်တို့ထုံသွားတက်တယ်နောက်ထုံသွားတက်ပြီးနောက်ကနေပေါ့ကျွန်တော်တို့ ွန်သွားရဲ့နောက်မှာဒူလာပေါ့အဲဟိုနေ့ပေါ့နော်စီလာစီလာဒူလာရဲ့နောက်မှာထွန်သွားထွန်သွားရဲ့နောက်မှာကျွန်တော်တို့စီလာစပါအစီချတဲ့ပုံစံမျိုးကိုကျွန်တော်တို့ပဲကိုကျွန်တော်တို့အစီချတဲ့ပုံစံမျိုးနဲ့ချတယ်အဲ့တော့ပဲကြလဲချိန်ရတာကောင်းတယ် ပဲကိုလည်းကိုလိုချင်တဲ့ပုံစံကြအောင်ချိန်လို့ရတယ်။နောက်ပြီးတော့အတန်းကလည်းကိုလိုချင်တဲ့အတန်းအစိတ်အကျဲကိုကိုလိုချင်တဲ့ပုံစံရအောင်ဒါချိန်မောင်းလို့ရတယ်။အဲ့တော့ तू ကဒေါ်လာလဲရိုက်လို့ပြီးမယ်။ပဲလဲချလို့ပြီးမယ်။ဒါပဲနဲ့အဲသူ့ရဲ့အားနည်းချက်ကဘာရှိလဲဆိုရင်ကျွန်တော်တို့ကောက်ရိုးပေါ့။အောက်က ောက်ရိုးတွေတားများတယ်ဆိုရင်တော့ကျွန်တော်တို့ထွန်သွားချစ်တဲ့ခါမှာထွန်သွားနောက်ကိုလုံးပါတယ်အဲ့ဒါကြတော့ကောက်ရိုးများတဲ့လေတွေကြတော့မကောင်းအဲ့ဒါကျွန်တော်တို့ကောက်ရိုးကရှင်းနေကောက်ရိုးပုတ်သွားတယ်မြေသားမြေသားကြီးပဲဆိုရင်ကျွန်တော်တို့ကတစ်ခါလေပဲဟူအတန်းလိုက်လေဖြစ်မယ်အစေးချရလေအစေးရလေကိုလိုချင်တဲ့ပြည်နှုံးကိုရအောင်ချလို့ရတယ်အဲ့တော့တန်းကြရလေကိုလိုချင်တဲ့ပုံစံကိုချိန်လို့ရတယ် အဲ့တော့ဒါကျွန်တော်တို့ပြီးဒါပြီးလို့ရှိရင်ကျွန်တော်ကိုချတဲ့ပုံကိုကျွန်တော်တို့ထပ်ပြီးတော့ဒီဗီဒီယိုနဲ့ပေါင်ပြီးတင်ပေးမယ်ဟုတ်ကဲ့ဒါပဲချထားတဲ့ဒါအတန်းပေါ့နော်အဲ့တော့အထက်မှာကျွန်တော်တို့ပဲဒီလေးတွေကကြာပြီးသားပဲအဲ့တော့ဒီမြောင်းလေးကိုပဲဒီကြာလဲပြီးရင်ကျွန်တော်ဒါကြမ်းအောင် အဲ့တော့ဒီမှာထုံချောင်းဆွဲတဲ့ပုံစံလေးကတော့ကျွန်တော်ဒီလိုပါဒါဒါအကောင်60ပေါ့နော်ကျွန်တော်နောက်ကထုံသွားတက်တယ်ထုံသွားနောက်မှာဒီကောင်ကဒိုလာလိုက်ပြီးတော့ဒိုလာရဲ့ရှေ့မှာဒိုလာအရှိကထုံသွားနောက်ကပြီးရင်ကျွန်တော်ကဒီအပေါက်ကနေပဲကြမှာပဲရာ ကိုလိုချင်တယ်လို့ဖွင့်လို့ရတယ်။ဒါအပေါက်ဒီပေါ့။အဲ့တော့ဒီမှာရှေ့ရနေမှာကျွန်တော်တို့ဒိုလာရိုက်မယ်။ထုံချစ်မယ်။ညောင်းဖော်မယ်။ညောင်းဖော်ပြီးပဲဒီရအိုက်ပေါ်ကြမယ်။အဲ့တော့ဒီမှာကျွန်တော်တို့ကပဲဒီရအတန်းလိုက်ပြီးဖြစ်သွားအောင်။ဒါကျွန်တော်တို့ကြမ်းအုပ်လိုက်ပြီဆိုရင်ဒါပဲဒီရကုနက်ကကျွန်တော်ပြတဲ့အတန်းလိုက်ပေါက်တာဖြစ်လာတယ်ပေါ့။